ဒီကနမလမ်းမနဲ့ဒါနှလမ်းမြောက်ကြောကတ်မှာရှိတယ်ဒီနားမှာဆိုရင်လည်းကဘာကြီးဖျားကဘာကြီးကမုံဖွင့်အာပါမီလမ်းမနဲ့လည်းနီးတယ်လို့ဒီဘက်မှာဆိုလည်းကျွန်တော်တို့ဝေဇန်လမ်းမအမီနာမှာရှိတယ်အိမ်လေးကိုကျွန်တော်ဒီနေ့ house tour လုပ်ပြီးမှာဖြစ်ပါတယ်ကျွန်တော်တို့အတူအထက်လိုက်ကြည့်လိုက်အောင်ဒီခြံရှိမျက်နှာစာမှာဆိုတော့ဒါကားကကြဲဝန်းရှိတယ်ပေါ့နော်ပြီးတော့ဒီလမ်းထဲမှာဆိုလည်းကန်ထိုက်တွေပါလုံးဝလက်မခံဘူးကဲကျွန်တော်တို့ဒါဆို channel ကိုဝင်မယ်ပေါ့နော် ဒီ channel မှာတော့ကပ္ပကင်ကတော့တစည်းပဲရနာလို့ရမယ်။အာဟိုဘက်ဘေးမှာဆိုရင်တော့2ပေလောက် ခြားထားသေးကိုဒီဘက်ခေါင်းရင်းဘက်ချမ်းမှာဆိုတော့4ပေလောက်ခြားထားပါဘောနော်။အာတာတာမီးတွေကလေးတွေဒါ channel မှာစော်ကစားအဖြစ်တော်တော်လေးကြံ့ဦးတဲ့နေရာဖြစ်တယ်။ကိုမိတ်ဆွေတို့အနေနဲ့ဒါဝယ်ယူပြီးတော့ကိုအပင်တွေပါဆက်ချင်တယ်ဆိုရင်ဒါတော်တော်လေးအဆင်ပြေတဲ့ space တစ်ခုမှရှိရပါဘောနော်။အာဒီဘက် down မှာဆိုတော့တွေ့ရတိုင်းမှာဒါ plan box တွေထားထားတော့ကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်။ကဲကျွန်တော်တို့အိမ်ထဲကိုလိုက်ကြည့်လိုက်ရအောင်နော်။ ာဝင်ချင်းမှာဆိုတော့တန်မန်းနဲ့နှစ်ထပ်ပေါ့နော်ဓာတ်ကိုတိကျလှုပ်ပြီးထားတယ်အာအောက်မှာဆိုတော့ဒါကျွမ်းပါကေးတွေနဲ့အပေါ်ဆီလင်းနဲ့ဆိုတော့တိကျလှလှပပတွေလှုပ်ပြီးထားတယ်ပေါ့နော်ဒါကတော့ကျွန်တော် living room area ပဲဖြစ်တယ်ဒီရင်ကြီးထဲမှာတော့သူကအခန်းမထည့်ပေးထားဘူးအာကျွန်တော်စတိုကန်တစ်ခန်းပါမယ်ဒီဘက်မှာဆိုရင်သူကအများဆုံး common toilet ပေါ့နော်ဒါတော့အများဆုံး common toilet ရှိမယ်စတိုကန်တစ်ခန်းပါမယ်လေကွင်းအောက်မှာပြီးတော့ဒီနောက်မှာဆိုရင်တော့ kitchen room နဲ့ dining room နဲ့ပေါ့ touch လုပ်ပေးထားတာပေါ့နော် ကျွန်တော်ဒီနောက်က kitchen room တွေကိုတော့ဝင်ကြည့်ကြမယ်။ဒါကတော့ kitchen room area ပဲဖြစ်တယ်ပေါ့နော်။ဒီမှာ kitchen room area upper cabinet တွေ lower cabinet တွေပါမယ်။အဲဒီဘက်ရှိမှကျတော့ dining area ပေါ့နော်။ ceiling wise ဆိုတော့တရားလေးပြန်လုပ်ပေးထားအောင်တွေ့ရတယ်။ပြောဒီတကားတွေဆိုတော့တန်မန်းတွေအပြင်မှာခြင်လုံးတကားတွေကအစတက်ဆင်ပေးထားတော့ကျွန်တော်မြင်ရင်းတွေ့ရတယ်ပြီးတော့နောက်တစ်ခုပြောကြရှိတော့ဒီနောက်ဖေးမှာကျတော့ဒါ work kitchen လုပ်လို့ရမယ့်နေရာပေါ့နော်ဒီနေရာကိုလည်းသူကအပွားနေပြီးတော့ဒီမှာ အာအမိုးတွေဆွဲပေးပြီးတော့ဒီမှာတေချာဘောနော်တကားလေးပိုင်းတီးတန့်တေချာလေးဒီမှာတီးတန့်လုပ်ပြီးထားတဲ့နေရာတခုကိုကျွန်တော်တွေ့မြင်ရတာဖြစ်ပါတယ်။ဒီခုဘက်ရှိမှာဆိုရင်လေခုဘက်ချမ်းမှာဆိုတဲ့မြင်တွေ့ရတာကကိုပစ္စည်းတွေပါထားလို့ရမှာပေါ့နေရာလို့တခုခုဘက်မှာရှိသေးတယ်။ခဲကျွန်တော်ဆိုရင်အပေါ်ထက်ကိုတက်ကြည့်မယ်။ဒီအိမ်မှာကကျွန်တော်အားလုံး total စုစုပေါင်းကအိမ်ခန့်၃ခန်းပဲပါတယ်။ Master နှစ်ခန်းပါမယ်ပြီးတော့ကျွန်တော် single တစ်ခန်းပါမယ်ပေါ့နော်။အဲ့ဒါကိုကျွန်တော်အပေါ်ဆုံးတက်မှာဆိုတော့ဖျားခန်းတီးတန့်နဲ့ဒီမှာကြည့်လိုက်ဟုတ်လား။ဒါဆိုတော့မှချင်းလုံးစကားတွေ မှာတန်မန်းနေနဲ့အပြင်မှာပေါ့နော်တကား30နဲ့ရှိတယ်ကျွန်တော်လေးအပေါ်ကိုတက်ကြည့်မယ်ပေါ့နော်လေးကားရေဆိုတော့မှာကျွန်းနေနဲ့တခြားလေးတော့လုတ်ပေးတာတွေ့ရတယ်โอเคဒါကျွန်တော်အပေါ်ထဲရောက်ပြီအရင်ဆုံးကျွန်တော်ဖျားကန်းနဲ့တွေ့ကြည့်မယ်ဒီရှိမှာတော့သူကဖျားကန်းကိုတူတန်လေးပေါ့နော်မှာကျွန်းပြေးနေ slide roll လေးနဲ့လုတ်ပေးတာတွေ့ရတယ်ဖျားကန်းလည်းရိုင်းမကျဲလို့ရိုင်းနဲ့မကျဲလောက်ဆိုအနေရောပေါ့နော်ဒီအရင်အလှည့်ရလည်းမြောက်လည်းဖြစ်တယ်ဆိုတော့ဒါတောင်ဘက်လည်းပေါ့အရှေ့ဘက်လည်းလို့ပြောလို့ရတယ်ဒီမှာဖျားကန်းထားပြီးသားဒီတော့မှလေးကပွင့်ပေါ့ ဒီနောက်မှာဆိုကျွန်တော် master နှစ်ခန်းရယ် single တစ်ခန်းရှိတယ်။ဒါတော့ master ခန်းပဲဖြစ်ပါပဲ။သူကပေ40ပေ60ပေါ်မှာဆောက်လုပ်ထားပြီးတော့သူကအိတ်ခန်းလည်း၃ခန်းပါ။ဟိုမိသားစုရန်များတယ်ဆိုရင်ဒါတော်တော်လေးဒါလေလို့ထိုင်လို့ကောင်းမအိမ်လုံးပေါ့နော်။ဒီဒီဇိုင်းရလည်းတော့ old school design ဆောက်ထားတာတွေ့ရတယ်။ဒီမှာချိုးကန်းနေဆိုတော့တော်တော်လေးကျယ်ဝန်းတော့ကျွန်တော်တွေ့မြင်ရဖြစ်ပါတယ်။ဒါကြောင့်နောက်တစ်ခန်းကိုတွားကြည့်မယ်ပေါ့နော်။ဒါကတော့ဒုတိယ master bedroom ခန်းပဲရှိဖြစ်ပါတယ်။ဒီမှာ မာစတာဘလွန်ခန်းဒီခန်းတော့သူက L shape design ဒီဇိုင်းလေးဖြစ်တာပေါ့နော် L shape design လေးဖြစ်နေတယ်ဒီဘက်မှာဆိုရင်တော့ကျွန်တော် closer တွေထားလို့ရမယ်ဒီမှာဆိုရင်တော့အဲ့ရာတွေထားလို့ရမယ်နေရာရှိတယ်ဒါကြောင့်ကျွန်တော်ရေချိုးကန်ပေါ့နော်ရေချိုးကန်တော့တော့ပုံမှန်ပဲယူရေးဘာမှတော့မတက်စင်တာပါမတွေ့ရဘူးဒီအပေါ်တကောအောက်ထပ်ကောကျွန်တော်ဂျွန်မာကီခင်းပေးထားတယ်ဒီမှာကျတော့ကျွန်တော် single ကန်ခန်းတိုင်းမှာတော့ဒါအဲခုနေပါတက်စင်တာတွေ့ရတယ်ဗောနော်။အဲကျွန်တော်တို့ဒါဆိုအရှိရရန်နာကိုဆက်ကြည့်မယ်။ ကျွန်တော်တို့အိမ်ရှိရ runner ရောက်ပြီပေါ့နော် runner ဆိုတော့သူကမျက်နှာတော်တော်မျက်နှာသာအိမ်မျက်နှာသာတစ်ခုလုံးကိုသူကနေရာပေးထားတာလေတော်တော်လေးကျေဝန်းတော့ပြတာပုံမှန်လဲစီလင်းနေမိဆိုင်တေချာလုပ်ပေးထားတယ်ကဲဒီအိမ်ရဲ့ဈေးကဘာလို့အရန်တန်လဲပြောလဲဆိုတော့ဩဒီရဲ့ location အရာရောဈေးနှုန်းရောပြီးတော့ဒီရက်ကွက်မှာရှာပါပါအရောင်းထွက်လာတယ်ပေ40ပေ60ဆိုပေါ့နှစ်ထပ် RST old school design နဲ့အိမ် grand view ဘောက်အရောင်းပဲဖြစ်ပါတယ်ဒီရဲ့ရောင်းဈေးတော့3800ညှိနှိုင်းလို့ရပါတယ်ခင်ဗျာ မိတ်ဆွေတို့အနေနဲ့ဒီအင်လေးကိုစိတ်ဝင်စားလို့ကြည့်ရှုနေတယ်ဆိုရင်တော့ကျွန်တော် New Reality ရဲ့ Facebook Messenger ဒါမှမဟုတ်ရင် Hotline Number ဖြစ်တဲ့00400666ကိုဆက်သွယ်ဆောင်စမ်း Appointment ရယူပြီးကြည့်ရှုနိုင်ပါတယ်ခင်ဗျာ